ကျွန်တော်အရင်မှုပါရပါနော်အဲထားပါတော့ကျင်ပေါ်ပဲထားအောင်ကျင်ပေါ်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီဖြတ်လို့များရတဲ့ ठी ကိုပါလာမိရပါနော်အဲ့မှာဆိုကျွန်တော် no တော့အဲ့လိုမျိုးကွာအသေးအသေးမွားလေးပေါ့အရင်မှုပါလာတဲ့အချိန်မှာကျွန်တော်အင်းလေးလိုညက်ပြောငိုတဲ့အချိန်ပဲငိုတဲ့အချိန်တွေပါဆိုညက်ညက်ပြီးပါသွားတဲ့အချိန်မှာဟုတ်အဲကိုပြင်းကြောက်လဲမူကကောင်းတယ်အဲ့လိုမပြောနဲ့အဲ့လိုပေါ့နော်ခုပါသွားရှာလွတ်လွတ်နဲ့ထွက်သွားပေါ့ဆိုတော့အဲ့လိုလေးပေါ့နော်အခုဒီဒီကားမှာဆိုလဲကျွန်တော်လည်းတူတူပဲဟာ အင်္ဂလိပ်စာကြီးကိုလုံးဝဆရာကြီးဘာလို့ဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့သင်ပါနေတာပေါ့ဒီကားမှဆိုရင်လည်းစကားပြောမြင်နိုင်ပါရှော့ရမယ်ကျွန်တော်ကအဲ့လိုကျွန်တော်ကိုယ်တိုင်လည်းအဲ့လို slow burn ကားကြိုက်တယ်တရေ6လို့ရှိရင်လည်းပြုံပြန်အဲ့လိုမျိုး6တာထက်ပိုဆိုင်လို့ရှိရင်အချိန်ယူပြီးတော့မှ ်အော်ဒါဒါဒါကြောင့်လိုချောက်ရတာဟုတ်ဆိုရယ်ကာမျိုးပိုးချဲ့တယ်ကွာအဲ့ဒါကြောင့်မလို့အခုဒီစကားကလည်းအဲ့လိုစကားမျိုးလေးအာပြင်သစ်ကြည့်လို့ရှိရင်လည်းနှဟာဆုံးကပြန်ကြည့်ပြီးတော့မှအော်ဒေါ်ပေါ့ဝီဒေါ်ပေါ့ဆိုတော့နောက်မှ clue လေးပြန်ဖွက်ထားရယ်ကွာအဲ့လိုပြင်သစ်တွေလည်းဒါ psychology တို့လည်းပြောတယ် score ဆက်စီနေတာပေါ့ဆိုတော့ဟုတ် horror ကဒါပထမဆုံးမှရှင်းပါတော့လို့ရှင်းပါရှိခဲ့ပြီဇလန်နမဲတစ်ခုရယ်ပြီးတော့အကားကြီးတစ်ခုပဲပေါ့နော်ဓမ္မတာကတော့တကယ်ကိုမှအဲ့လိုအစ်အစ်မှတကယ်ကို ဟာဟာတာတွေပါအဲ့လိုမပါဘဲနဲ့ဟောတကယ်ကိုတကယ် horror thriller mood အပြည့်ထည့်ထားတဲ့စကားမျိုးလေးပေါ့ကျွန်တော်လည်းစောကြီးတွေကဒီဟာဟိုတစ်ခါတစ်ခါဆိုမတူတဲ့ character မျိုးလေး act လုပ်ချင်တာပေါ့ portray လုပ်ချင်တာပေါ့အဲ့လိုကြောင့်မလို့ဒီမျိုးတကယ်လည်းအချိန်မှာ fashion ပဲကြိုက်မယ်ဘာလို့ဆိုတော့ဒီဒီဒီ native ဆိုတဲ့ဆိုင်းဆရာ character ကလည်းပုံမှန်တမျိုးချဆိုင်းဆရာမဟုတ်ပြင်ကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူ့ရဲ့ဘဝအကြောင်းရောပေါ့နော်သူကစူးစမ်းပြီးတော့အဲ့လိုမျိုး ကိုယ့်ကိုမသိမတားလေအဲ့တော်လို့လုံလုံတယ်နော်အဘိသရေတော့သိရပါတော့အဲ့လေးကိုကျွန်တော်တကယ်ဝမ်းသာပါတယ်စကားကိုရင်ပြီးစလဲကြည့်ရမှာမင်းလေတခြားလေးတော့ဗတိထားပြီးကြည့်ရဆိုတော့သိရရပါတော့အဲ့တော့ကျွန်တော်ရန်ဝမ်းသာတယ်ဒီကားမှာဆိုလဲကျွန်တော် character တစ်ခုပေါ့တိတိချာချာလေးကိုကျွန်တော်စဉ်းစားထားတယ်ပေါ့နော် confirm ဖြစ်သေးလို့ဆိုရင်တော့တခြားလေးစဉ်းစားရပြည့်စုံဒီကားချင်းလေကျွန်တော်တင်းတယ်ပေါ့တွေ့ရမှာပါအဲ့ character ကဒီကောင်ကဖြစ်နေတယ် ။ဟာစိတ်ကြောင်လာပါအဲ့လိုဖြစ်ဖြစ်နေတယ်။ series တွေတော့ရိုက်ထားပါနော် series တွေမှာလည်းလို character မတူရဲဟာလည်းရိုက်ထားပါရဲ့။အခုကတော့ဒီအင်နမတ်ကာဂျီမျိုးဆောင်ကိုဆိုတဲ့ခါလေးရိုက်တော့မှာပေါ့နော်။အဲ့လိုမျိုးတူလေးပြောထားရင်လုံးဝမတူတဲ့ဟာမျိုးဆိုတော့ဖြစ်လာ challenge ဖြစ်လာဖြစ်တယ်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 ကျွန်တော်ကျွန်တော်ထင်တာပြောမယ်ဆိုရင်အာဒီဟာကျွန်တော်တို့တော်တော်ခက်ခဲဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန် interview မှာဆိုလို့ရှိရင်ပြောပြနေပြီအာကျွန်တော်ကျွန်တော်ဘာတွေဘာတွေပြင်ဆင်တာဘာတွေဟိုစကားပြောဘယ်လိုပြောမယ်ပြင်ဆင်တာဘာတွေစပင်းကဘယ်လို အမှန်တမ်းပြောရင်ဒီကနည်းနည်းလေးအခုဒီ confirm ဖြစ်သူဖြစ်နေတယ်။တဘောမှာ one member ဘက်ကရဲ့တော့ကျွန်တော်စိတ်ထဲမှာအခုဒီအရင်မရသေးဘူးဖြစ်နေတယ်။အဲ့တော့ပေါ့နော်။ဆိုတော့အဲ့ဒါလေးကိုကျွန်တော်စိတ်ပူတာတော့မဟုတ်ဘူး။ဒါပေမဲ့ confirm မဖြစ်ပြရပါဘူးနော်။အရင်ရင်းကျက်တဲ့အရင်လွင့်ပြီးတော့မှပြီးတော့ပရလောကအကြောင်းရေးတဲ့ဇာရေးဆရာတယောက်အမိန့်ရကြတော့အပြစ်မှာမကြုံဘူးဖြစ်နေတယ်။ တို့ဆိုဘယ်လိုစကားပြောလဲလူတယောက်ကိုကြည့်လို့ရှိရင်ဘယ်လိုကြည့်လဲအဲ့ဒါကိုလို့ကျွန်တော်လေ့လာအောင်ပေါ့နော်အချိန်လည်းတိတ်မရှိတော့ဘူးအဲ့တော့အဲ့တော့ကြောင့်ဟုတ်ဒါဆဲခံဆဲခံမေးခွန်းလေးပေါ့ကျွန်တော်ကျွန်တော်ဒီလိုပါကျွန်တော်ကဆိုတော့အဲ့လိုမျိုးဘယ်လိုမျိုးกว่าကျွန်တော်တမတက်ကြီးလို့တာမဟုတ်ဘူးအဲ့အဲ့အဲ့ဒါဘယ်လိုခေါ်မလဲအဲကျွန်တော်အရင်မှုပါရပေါ့နော်အဲထားပါတော့ရှင်းပေါ်ပထောင်းရှင်းပေါ်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီဖြတ်လို့များတော့တဲ့ဒီကိုပါလာမိတာပေါ့နော်အဲ့မှာဆိုကျွန်တော် no တော့ အဲ့လိုမျိုးကအသေးအသေးမွားလေးပေါ့ငါမှုပါလာတဲ့အချိန်မှာကျွန်တော်အင်းလေးလိုညှင်းခဲ့ပြီးငိုတဲ့အချိန်တွေပါငိုတဲ့အချိန်တွေပါဆိုညှင်းခဲ့ပြီးပါသွားတဲ့အချိန်မှာဟုတ်ဟာကိုပြင်းကြောက်လဲငှောက်ကောင်းတယ်အင်းလိုမပြောနဲ့အဲ့လိုပေါ့နော်မှုပါသွားရှာလွတ်လွတ်နဲ့ထွက်သွားတာပေါ့ဆိုတော့အဲ့လိုလေးပေါ့နော်အခုဒီဒီကားမှာဆိုလဲကျွန်တော်လည်းတူတူပဲ ဟာအင်္ဂလိပ်စာကြီးကိုလုံးဝဆရာကြီးဘာလို့ဖြစ်နေရောမဟုတ်ဘူးဒါပေမဲ့ကျင့်ပါနေတာပေါ့ဒီကားမှဆိုရင်လည်းစကားပြောမြင်နိုင်ပါရှော့ရမယ်အဲဆရာကြီးဆရာပြောဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့နော်တော်တော်လေးတော့စကားလေးကိုပြင်ပြမှာပါဟုတ်အဲ့ချစ်ကြတယ်ကိုနေဒီကနေ့ပြောတာလေချစ်ကြတယ်ဟုတ်လားချစ်ကြတယ်ဟာဟုတ်တာပဲ